ရေယမိအနာဂတိကျမ်းအခန်းကြီး6အငယ်1မှ27တပံငါစီတို့ရောက်သောသာရဖျားဤနှုတ်ကပတ်တော်ဟူမူကားတင်ဒီဤရက်၌ဆုံးဖက်ခြင်းကိုမပြုရသာသမိကိုမဖွားမမြင်ရ ဤအရက်၌ဖွားမြင်သောသာသမီများကို၎င်းသူတို့မိဘများကို၎င်းထာဝရဘုရားရှင်မှတ်၍မိန့်တော်မူသည်ကထိုသူတို့သည်သိုးသောတည်ခြင်းဖြင့်တည်ရကြလိမ့်မည်သူတို့ကိုမြည်တမ်း၍မတင်းကြူရမြေပေါ်မှာမစင်ခဲ့သူဖြစ်ကြလိမ့်မည်သူတို့သည်ဓာဘေးနှင့်မွတ်သိချင်းဘေးဖြင့်ဆုံးချင်းသို့ရောက်၍အတေကောင်တို့သည်မိုးကောင်းကင်ငှက်နှင့်တောသားရဲစားเสียရဖို့ဖြစ်ကြလိမ့်မည်။ ထာဝရဘုရားမိန့်တော်မူသည်ကမတာအိမ်တို့မဝေနှင့်တေသောသူတို့အတွက်ငိုကြွေးမြည်တမ်းခြင်းငှာမသွားနှင့်ငါ၏ငြိမ်သက်ခြင်းဒီဟုသောမေတ္တာကရုဏာကိုဤလူမျိုးမှငါပယ်ရှင်းပြီဟုမိန့်တော်မူ၏ပြည်သူပြည်သားအကြီးအငယ်တို့သည်တေရကြလိမ့်မည်သို့တော်လည်းမတင်ကြရသူတို့အတွက်မြည်တမ်းခြင်းကိုမပြုရကိုကိုကိုရှာနာခြင်းစပင်ရိတ်ခြင်းကိုလည်းမပြုရ ်သေသောသူတို့အတွက်စိတ်မသာညှိတွားသော သူတို့ကို နှစ်သိမ့်စေခြင်းငါမသာပွဲကိုမလုပ်ရမိဘသေသောလဲနှစ်သိမ့်စေသောခွက်ဖလားကိုမပေးရ ုနီးတူစားတောက်ပွဲခံရအိမ်တို့မဝင်နဲ့သူတို့နှစ်ပေါင်းဖော်၍မစားမတောက်နဲ့ဣသရီလာအမျိုးဤဘုရားသခင်ကောင်းကင်ဘုရားအရှင်ထာဝရဘုရားမိန့်တော်မူသည်ကဤရက်၌ဝမ်းမြောက်သောအတန်ရှင်လန်းသောအတန်မင်္ဂလာဆောင်သူတို့သားအတန်မင်္ဂလာဆောင်သူတို့သမီးအတန်ကိုသင်တို့လက်ထက်သင်တို့မျက်မှောက်တွင်ငါဆဲစေမည်တဲ့ဒီဤစကားအလုံးစုံတို့ကိုဤလူမျိုးအားကြားပြော၍သူတို့ကလည်း ထာဝရဘုရားသည်ဤမြလောက်ကြီးစွာသောဘေးဒဏ်ကိုငါတို့အားအဘယ်ကြောင့်စီရင်တော်မူသနည်းငါတို့ပြုသောဒုစရိုက်ကအဘယ်သို့နည်းငါတို့ဘုရားသခင်ထာဝရဘုရားကိုငါတို့ပြစ်မှားသောအပြစ်ကအဘယ်သို့နည်းဟုမေးကြသောအခါသင်သည်ထာဝရဘုရား၏အမိန့်တော်ကိုဆင့်ဆိုရမည်မှာ သင်တို့ဤဘိုးဘေးတို့သည်ငါ့ကိုစွန့်၍အခြားတပါသောဖျားနောက်သို့လိုက်လျက်ဝပြုတ်ကိုကွယ်သည်ဖြင့်ငါ့ကိုစွန့်ပြေး၍ငါတရားကိုမဆောင်သောကြောင့်၎င်းဘိုးဘေးကျင့်သောအကျင့်ထက်သင်တို့သည်တာ၍စိုးသောအကျင့်ကိုကျင့်သည်ဖြင့်ငါ့စကားကိုနားမထောင်မိမိတို့စိုးသောစိတ်နှလုံးခိုင်မာသောသဘောသို့လိုက်သောကြောင့်၎င်းသင်တို့နှင့်သင်တို့ဤဘိုးဘေးမတိသောပြည်သို့ဤပြည်ထဲကသင်တို့ကိုငါနှင်လိုက်မည် ထိုပြည်၌သင်တို့သည်ငါ၏ကျေးဇူးကိုမခံရအခြားတစ်ပါးသောဖျားတို့ကိုနိညာမပြတ်ဝတ်ပြုကြကြမည် သူဖြစ်၍ထာဝရဘုရားမင်းတော်မူသည်ကဣတရီလအမျိုးသားတို့ကိုအေဂရုပြည်မှနှုတ်ဆောင်သောထာဝရဘုရားအသက်ရှင်တော်မူသည်ဟု၍မကြိမ်ဆိုပဲဣတရီလအမျိုးသားတို့ကိုမြောက်ပြည်မှဆ၍နှင်ထုတ်ဘူးသောပြည်ရှိသမျှတို့မှနှုတ်ဆောင်သောထာဝရဘုရားအသက်ရှင်တော်မူသည်ဟု၍ကြိမ်ဆိုရသောကာလသည်နောက်တဖန်ရောက်လိမ့်မည် သူတို့ဘိုးဘီတို့အားငါပြီးသောပြည်သူသူတို့ကိုတဖန်ငါဆောင်ခဲ့အောင်မီထရရဖျားမိန်တော်မူသည်ကငါသည် တငါအများတို့ကိုဆေးလွ၍ဤလူမျိုးကိုမြားစေမီထို့နောက်မုတ်ဆိုးအများတို့ကိုဆေးလွ၍ခတ်သိမ်းသောတောင်ကြီးတောင်ငယ်ကြောက်ကြားတို့၌ရှားစေမီသူတို့သွားသည်မြတ်သောလမ်းတို့ကိုငါသည် ကြည့်ရှုလျက်နေ၏ သူတို့သည်ငါမျက်ကွယ်၌သွားကြသည်မဟုတ် သူတို့ဤဒုစရိုက်ကိုငါရှေ့မှဟွက်၍မထားနိုင်သူတို့သည်ငါပြည်ကိုညှဉ်းညူးစေ၍ငါအမွေခံသောမြေကို သူတို့သည်ဆက်ဆုပ်ရွရှာပွေသောအသေးကောင်တို့နှင့်ပြည့်စေသောကြောင့်သူတို့၌နှစ်ဆသောအပြစ်ဒဏ်ကိုငါပေးမည်အကျွန်ုပ်အစွမ်းသက်သည့်အကျွန်ုပ်ရဲတိုက် အမှုရောက်သောနေ့၌အကျွန်ုပ်ခိုးလုံရာဖြစ်တော်မူသောထာဝရဘုရားတပါအမျိုးသားတို့ကအကယ်စင်စစ်အကျွန်ုပ်တို့ဘိုးဘေးတို့သည်မုတာအနတ္တအချီးနှီးသောအရာတို့ကို အမွေခံကြပါပြီဟုမြေကြီးဆွမကုရောထံသို့လာ၍ရှောက်ကြပါလိမ့်မည်လူသည်ဘုရားမဟုတ်သောဘုရားတို့ကိုကိုအဖို့လောက်ရမည်လောတို့ဖြစ်၍ငါသည်ယခုတခါသူတို့ကိုတတိပေး၍ငါလက်နှင့်ငါတကူ ငါလက်နှင့်ငါတကူးကိုဖော်ပြတော်အဖျင်ငါနာမသည်ထာဝရဘုရားဖြစ်ကြောင်းကိုတည်ရကြလိမ့်မည်အာမင် God bless you